ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်ဒီအောင်းလည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့လာမယ့်လွေရာသီမှာတေချာပေါက်တိုက်စစ်မှုတွေရဲ့ available ဖြစ်နိုင်မဲ့အခြေအနေကအများကြီးဖြစ်နေပြီအသင်းတော်များကတိုက်စစ်မှုတွေလုပ်နေကြတာဗျာ Man City ကတော့ Haaland ရှိလို့ပြဿနာမရှိဘူး Real Madrid ကလည်း Kylian Mbappe ကိုပိုကောင်းတဲ့ player version တစ်ခုဖြစ်အောင်မြှင့်ဖို့အတွက် သူတို့တိုက်စစ်မှုမခေါ်ဘူးလို့ဆိုထားတယ်လီမိုဒေါစကီက2026ထိဘာစီလိုနာနဲ့တက်တန်းထက်တိုးတာတယ်အသက်အရွယ်ရဆိုတော့ဘာစီလိုနာကအစားထိုးမဲ့သူတယောက်တော့ခေါ်ဖို့လိုအပ်နေပြီဒါပေမဲ့အခုလောလောဆယ်နေထားရဘာစီလိုနာကလီမိုဒေါစကီနဲ့ happy ဖြစ်နေသေးတယ်အဲ့ဒီချိန်မှာကျွန်တော်တို့တခြားထိပ်တဲမှာတိုက်စစ်မှုတခြားဘက်လိုထဲမှာ Manchester United ရှိတယ်, Arsenal ရှိတယ်, Chelsea ရှိတယ် ်လီဗာပူးကတော့မလိုလောက်ဘူးထော့တန်ကတော့တော်တော်လေးစိတ်ဝင်စားတယ်ဒီနေရာမှာဥရောပထိတ်တန်းကလပ်တော်တော်များများကတိုက်စင်မှုကတိုက်စင်မှုဖြစ်တယ်အခု market ထဲမှာနွေရာသီမှာတေချာပေါက်ပြောင်းနိုင်တဲ့တိုက်စင်မှုကကျွန်တော်တို့လက်ချိုးရည်လို့ရတယ်အဲ့ထဲမှာ Victor Osimhen Napoli ကတေချာပေါက်ထွက်မယ် Napoli ကတေချာပေါက်ရောင်းမယ် Napoli ကလက်ရှိမှာ Glasarin ကိုအငှားချထားတဲ့ Victor Osimhen က လက်ရှိမှာယူရိုတန်း80ပဲပေးရင်ရနိုင်မယ့်ကစားမဖြစ်တဲ့ဒီကစားမဟာအခုလောလောဆယ်အနေထားရတကယ်ကိုအရေးသွေးမြင့်တဲ့ထိတ်တန်းတိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့ရောက်လျာနေရာမှာသူ့ရဲ့သွင်းကိုတွေကအမြဲတမ်းရရှိလေးရှိပြီးတော့တစ်ဖက်မှာလည်းတူတကီမှာဒါလက်ရှိမှာထော့ကိုဆိုတာဖြစ်တယ်။အော်စီမန်ရဲ့တန်ကြီးကတန်း80ရှိတယ်။ဒီနေရာမှာမန်ချက်စတာယူနိုက်တက်အသင်းကအော်စီမန်ကိုခေါ်နိုင်လိမ့်မယ်အနည်းဆက်ဆုံးရှိတယ်ဆိုပြီး report တွေတောက်လျှောက်တက်နေတယ်။ဒါပေမဲ့သေချာတော့ Victor Osimhen ဟာ မန်ယူနိုက်တက်ရေလို့မဟုတ်ဘူးလူရာသီမှာတေချာပေါက်သူအသင်းပြောင်းဖို့ပြင်ဆင်ထားသူဖြစ်ပြီးတော့ဈေးကွက်ထဲမှာသူ့ကိုတေချာပေါက်တွေ့ရမယ်နာပိုလီကဘယ်အသင်းကိုရောင်းမလဲသူတို့လိုချင်တဲ့ဘူရို80ကိုပေးတဲ့အသင်းတိုင်းကဗစ်တာအိုစီမန်ကိုပြောင်းရွှေ့ထွက်ရနိုင်ပြီအဲ့ဒီမှာနောက်တစ်ယောက်ကအီဆက် ။ ISAC ကတော့အမှန်တိုင်းပြောရင်တော့ market တဲ့ရှိပေမဲ့ Newcastle ရဲ့အစမတန်တင်ထားတဲ့ပြောင်းရွှေ့ခြေချောင်ခေါ်ဖို့ခက်တယ်။ဟိုတနေ့တုန်းကဒီ transfer report တစ်ခုမှကျွန်တော်တွေ့တာပေါ့လေ။ Chelsea နဲ့ Arsenal က ISAC ကိုသဘောကျတာမှန်ပေမဲ့ Newcastle တောင်းထားတဲ့ပေါင်350ဆိုတဲ့အမောက်ဟာတော်တော်ကိုများလုံးတဲ့အတွက် ဒီပြောင်းရွှေ့ဖြစ်ဖို့ခတ်တယ်နောက်တစ်ခုကညူကာဆယ်ဥရောပချန်ပီယံလိဝင်ခွင့်မရခဲ့ရင်တော့အိဆက်အပြောင်းရွှေ့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ညူကာဆယ်ကကာလွန်ဝင်စင်ကိုလည်းနွေရာသီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွင့်ပေးထားပြီးဖြစ်တော့အိဆက်ပါသူတို့ထပ်ခွင့်ပေးမယ်ဆိုရင်သူတို့တေချာပေါက်တိုက်စစ်မှုတယောက်ပြန်ခေါ်ရမယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်တေချာပေါက်တိုက်စစ်မှုတယောက်ပြန်ခေါ်မယ်အချိန်မှာမှ ဖြစ်နိုင်ခြင်းရှိတယ်ကျွန်တော်မြင်တော့ Newcastle Isak ကိုမရောင်းချင်လို့ကိုယူပေါင်တန်း150ယူရို180တိထားတာ Alassana Isak ကအခု Arsenal သဘောကြတယ် Chelsea သဘောကြတယ် Barcelona အသေးနိုင်သဘောကြတယ်ဗျတကယ် world class striker ဒါပေမဲ့ price က too high ပဲ အဲ့ဒီမှာကျွန်တော်တို့ Victor Yokras တရားသီတွင်းကို twin go 90နိုင်ငံ level စင်နဲ့ club တော့ twin နဲ့နှစ်နှစ်ရှိပြီ twin တာဒီလို twin go 90ကိန်းကနဟာဒါလက်ရှိဘောလုံးကမ္ဘာမှာ Cristiano Ronaldo နဲ့ Leo Messi ပြီးရင် Robert Lewandowski တလောက်ပဲရှိတာ ။ဗန်ဇီမာတော့အလောက်မရှိဘူး။ဆွာရက်ဆောင်အလောက်မရှိတဲ့အချိန်မှာဗစ်တာယောဂရက်စ်ကနှစ်နှစ်ဆက်တိုက်ကလပ်နဲ့လယ်ဝေးစင်တူအတွင်းကို90ထိတွင်းထားတယ်။ဆိုတော့ဒီချက်တိတ်လေးကအသက်26နှစ်ရှိတယ်။အီဆက်လိုပဲဆွီဒင်နိုင်ငံတိုက်စစ်မှုဖြစ်တယ်။ဆွီဒင်နိုင်ငံသားဖြစ်တယ်။စပိုးတင်လစ်ပွန်ကတေချာပေါက်ရောင်းမယ်။ပြောင်းရွှေ့ခြင်းကတော့သူကယူရို80 maximum ပဲ။ မက်ချီမန်သက်ရှိတယ်မှာတချို့ report တွေမှာ60လောက်တော့ရနိုင်တယ်အာဆန်ရဲ့အားကစား director ဆိုရင်အိဆက်မရခဲ့ရင် Jokeres ကသူတို့အတွက်အကောင်းဆုံး option တစ်ခုလို့စဉ်းစားထားတယ်26နှစ်ရှိတယ်21နှစ်22နှစ်ကစားမောင်းတွေကိုပြန်ပြီးပိုကောင်းလုတ်တဲ့အခြေအနေထက်စာရင် ready made prime ကိုသူတို့ပိုလိုချင်တဲ့အခြေအနေမျိုးဆိုတော့အလစနာ e set တဲ့စာရင် yogres ကဈေးကွက်မှာလူတိုင်းပိုကြိုက်နိုင်တယ်အဓိကကသူ့ရဲ့ reasonable ဖြစ်တဲ့ပြောင်းရွှေ့ခြေနဲ့ လက်ရှိသူ့ရဲ့ twin goal ဆွာဆောင်ရည်တွေကြောင်းနောက်တစ်ယောက်က Benjamin Sesko သူကတော့ရှင်းတယ်အသက်21နှစ်ပဲရှိတယ် Leipzig ကအတေချပေါက်ရောင်းမယ် Leipzig ကသူတွေမဟုတ်ဘူး Javi Simon မှာရောင်းပါ Leipzig ကအခုတကယ်တရားသီးမှာတော်တော်လေးစိုးစိုးဝါးချစ်မှာလက်ရှိမှာ Benjamin Sesko ကိုဝယ်ခြင်းနဲ့အသိနဲ့အများကြီးအဲ့ထက်မှာ Chelsea တို့ Arsenal တို့ Man United တို့တော်တော်များများပါတယ် Benjamin Sesko ရဲ့တန်ကြီးကမနေ့ကတော့ကယူရို58တန်းပဲရှိတယ်အခုယူရိုတန်း90 တနှစ်တက်တန်းတိုးတာတယ်2028တိသူက RB Leipzig နဲ့ Gentleman Agreement ဆိုပြီးတော့တန်း80စာချုပ်ချုပ်ထားတဲ့အတွက်ကြောင့်သူ့ကိုခေါ်ချင်တဲ့သူကယူရိုတန်း80ဆိုတော့ပြန်ကြည့်တဲ့အချိန်မှာလက်ရှိမှာ Benjamin Sakko ကအသက်21နှစ်သားကိုယူရိုတန်း80 Victor Yokres က26နှစ်သားကိုယူရိုတန်80 Alisson Isak က26နှစ်သားကိုယူရိုတန်180ပေါင်ဆိုရင်တန်150 Osimhen ကယူရိုတန်80 85အဲ့ဒီနေရာမှာ ကျွန်တော်တို့တခြားတိုက်စစ်မှုတွေမှာအခုဂျိုနသန်ဒေးဗစ်ဆိုရင်အသက်26နှစ်ရှိပြီးအရေးသွေးမြင့်တဲ့ထိပ်တန်းတိုက်စစ်မှုကဂလာမာတွေထက်တော့ cholesterol မမြင့်ဘူးဒါပေမဲ့သူကလည်း decent striker တယောက်ဖြစ်တဲ့ free bossman နဲ့ရမယ်သူကပင်သစ်ကလပ် leader ကထွက်မယ်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်မယ်နောက်တစ်ယောက်ကတော့အခု Dusan Vlahovic စာချုပ်တစ်နှစ်ပဲကျန်နေ Vlahovic ရဲ့တန်ကြီးကတန်30ထက်မရှိဘူး ။ဒါအလုံးစုံတန်လေးစီပဲ။ဆိုဒူရှန်ဗလာဟိုဖစ်ကိုဆာဗီယာတိုက်စစ်မှုဒူရှန်ဗလာဟိုဖစ်က23နှစ်ပဲရှိတယ်။တကယ်ကိုရေးသွေးအရင်တော့ဆိုအာဆန်ကအချိန်ချင်းလိုက်ဖူးတယ်ဒါပေမဲ့ဒီကစားမကစီးရီမှာပဲဆက်နေခြင်းတဲ့သူဖြစ်ပြီးတော့ခုလောလောဆယ်မှာတန်း30လောက်နဲ့ရနိုင်တယ်။နောက်တစ်ယောက်ကတော့ Moises Kean ။အမှန်တမ်းပြောဒီ Moises Kean ကကျွန်တော်အဲ့လောက်ကြီးမကြိုက်ဘူး။ Everton မှာလည်းအဲ့လောက်မကောင်းဘူး။ Juventus ရဲ့အစောပိုင်းကာလမှာတော့ကောင်းပေမဲ့ Moises Kean က Fiorentina က ရောကြီးစာချုပ်45သန်းရှိတယ်။ဇူလိုင်1ရက်နေ့ကနေဇူလိုင်15ရက်နေ့အတွင်းမှာသူ့ကိုခေါ်ရင်ရောကြီးစာချုပ်ကယူရို45သန်း white skin တယောက်ရှိတယ်။ဒါကတော့ဒါအမှန်တိုင်းပြောတော့လက်ရှိ market ထဲမှာ available ဖြစ်နေတဲ့သူတွေပဲ။ဒီနေရာမှာဒါဝင်းနွညက်ကလည်း Liverpool ကတေချာပေါက်ထွက်မယ်။ Liverpool ကတန်း90လောက်သတ်မှတ်ထားတယ်။နွညက်ကိုလိုချင်ရင်တန်း90 Liverpool ကအခုဆိုရင်နွညက်ကို ောက်ထပ်တပွဲတော့73လုံးမြောက်သူ49ပွဲသုံးထားပြီဒီရာဒီမှာပြိုင်ပွဲဆိုမှာပေါ့လေဆိုတော့တကယ်လို့ဒူညက်ကိုတပွဲထပ်သုံးလိုက်တာနဲ့ပွဲ90ပြည့်သွားရင်သူတို့ဘန်ဖီကာကို၄တမ3တန်းပေးရမယ်ဆိုလို့လဲဒူညက်နဲ့သူတိုင်ပတ်နေတော့ဒူညက်ကိုလည်းလဲထွက်ချင်တော့ဒူညက်ကလီဗာပူးက90လောက်ရရင်ရောင်းချင်တယ်ဒီနေရာမှာတကယ်လို့ market threshold ကိုအပိသက် villa ဝယ်ရင်သူတို့ only wicking ကိုပြန်ရောင်းနိုင်တယ်ဝယ်ကင်ကိုသူတို့တတ်မှတ်ထားတဲ့ပြောင်းရွှေ့ချေကတန်း90နဲ့တန်း60 တန်း90ဆိုယူရိုတန်း60ပေါင်တန်း60ဆိုယူရိုတန်း80ကျော်ကျော်လောက်ပေးရမယ်။ Hollywoodkin ရှိတယ်။ဒါကလိုရာသီ market ထဲမှာ available ဖြစ်နေတဲ့သူဖြစ်နိုင်ချေရှိတယ်။ကျွန်တော်အမြင်တော့ Isaac ကအရင်ဈေးကြီးတယ်။ဒီကြောင်ထွက်မဲ့သူက Benjamin Sacco တို့ Osiman တို့ Jokeres တို့ Vlahovic တို့တစ်နှစ်ပဲကြံတယ်။နောက် Jonathan Davis ကို free ရမယ်။ ။ Hollywood ကတော့နည်းနည်းခတ်တယ်။ Villa က Rushford ကိုမဝင်နိုင်ရင်သူခေါ်ချင်မှခေါ်မှာ။နောက်တစ်ဖက်က White Skin ကလည်းကျွန်တော်တို့အဲ့လောက်တော့မထင်ဘူး။သူ55သန်းတန်တဲ့ quality ကစားမှလည်းပေါ့ဘူး။ဒါကျွန်တော်မြင်ပေါ့လေ။ဒီ New Year Day Transfer Window ထဲမှာဘယ်ကစားမှခေါ်ယူတဲ့ကိုအသင်းအတွက်ဆိုရင်ဘသူကထိုက်တန်တဲ့သူဘသူကအဝင်မဲ့သူလို့ထင်ကြလေ။ကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်။